သက်ကြဝဠာတိုင်းသက်ကြဝဠာတိုင်းမှာသူဆိုင်ရာ32ဘုံအဖွဲ့ရှိရှိတယ်။သူ32ဘုံအဖွဲ့ရှိအတွက်မှာတည်ရှိနေတဲ့သရဝအလုံးကိုခြုံငုံပြီးတော့မေတ္တာဇန်ကြီးဆိုတော့ကဝင်စားရတာဖြစ်တယ်။ဒါတကုအန္တိတင်ကြီးမားတော်တဲ့မေတ္တာဇန်ပဲ။အကြအကြဘာသာရီမှာက32ဘုံရှိပါတယ်ဆိုတဲ့သက်ကလုံးတော်မှာရှားလို့မတွေ့နိုင်ဘူး။နော်။ဒါကြောင့်ဦးဇင်းတို့ ဗုဒ္ဓအဘိဓမ္မာမှာလာရှိတဲ့ဘုရားရှင်ဆွလွတဲ့မေတ္တာဇံမျိုးဟာဗုဒ္ဓအဘိဓမ္မာမှာပဲရှိတယ်တခြားဘာသာတွေမှာမရှိနိုင်ဘူးနော်ဒါကြောင့်ဘုရားတံမပွင့်ငယ်ဘူးဆိုရင်ဒီမေတ္တာဟာဘယ်ပုံဘယ်ပန်းဗရိနံအဖြစ်ပွားရမယ်ဆိုတဲ့ကျင့်စဉ်လည်းသိဖို့ခက်တယ်မေတ္တာကြောင့်ရနိုင်တဲ့အကျိုးတရားတွေကိုလည်းရတ္တဖို့တိုင်အောင်သိနိုင်ဖို့ဆိုတာ အလွန်ခက်သွားပြီဒါကြောင့် ဉာဏ်ပညာရှိခြင်းသည်တန်ត្រခီးမှထုတ်ဆောင်ခဲ့တဲ့အပိုင်းမှာ အမတန်တန်ဖိုးရှိတဲ့လုပ်ငန်းခွင်တစ်ခုမဖြစ်ဘူးလားဖြစ်တယ်အသိဉာဏ်ရှိဖို့အရေးကြီးတယ်နော်တစ်ချက်မြမမြင်ခဲ့တော့အလွန်အစင်အတက်မြင့်နေတဲ့ဘုံတစ်ခုကိုကျင့်သည့်အင်္ဂံရောက်ချင်တယ်ဆိုလို့ရှိရင်လည်းဉာဏ်ပညာမရှိရင်ဖြစ်ပါမလားမဖြစ်ဘူးဒီဉာဏ်ပညာကြောင့်ဒီဘုံဌာနကိုရောက်နိုင်တယ်ဆိုတဲ့ အတိညာဉ်ဒီဥစဉ်တို့သာသနာတော်တွင်းမှာသာဖြစ်နေတဲ့အတိညာမျိုးတွေများပါတယ်နော်နာမည်ကျော်ဖြစ်တဲ့ဒေဝိလယတိကြီးပဲကြည့်ကြစို့နော်ဒေဝိလတဲ့ယတိကြီးကလောကီသမဘတ်၈ပတ်နဲ့ဇံဘိညင်လောကီအဘိညင်တွေကိုရက်တည်နေတဲ့သူတော်ကောင်းတဦးဖြစ်ပါတယ်အလုံးကြားမှုတဲ့အတိုင်းဘုရားအလုံးသိတ္တတအမင်းသားလေးမွေးဖွားလာတဲ့အချိန်ခါမှာယတိကြီးကိုအပုဒ္ဒေါကရောခိုင်းတော့သိတ္တတအမင်းသားက ယသိဥထိတ်တုံရောက်သွားနော်ယသိကြီးငိုတယ်အလုံးကြားဖို့ကြတယ်ဘာဖြစ်လို့ငိုလဲသူ့ရဲ့အဘိညာဉ်ဆွမ်းအဖြစ်လှမ်းမြော်ပြီးကြည့်လိုက်တော့ဒီသိတ္တရမင်းသားဘုရားဖြစ်မဲ့အချိန်ဒီသူမြမပြီးရောက်မှဘုရားဖြစ်မဲ့အချိန်ဖြစ်နေတယ်သူကလည်းမြမပြီးမှဘယ်မြမပြီးကိုရောက်မလဲလို့သူ့ဟာသူလှမ်းကြည့်လိုက်တော့နေဝတ္တညာနဲ့တညာရဏဘုံကိုရောက်မှာ အရုပ၄ဘုံထဲမှာအစဉ်အတန်းအမြင့်ဆုံးဖြစ်တဲ့နိဝတ္တညာနတ္တညာရဏဘုံကိုရောက်ရှိမှဖြစ်တယ်။နိဝတ္တညာနတ္တညာရဏဘုံဆိုတာကယုတ်တရားတွေမရှိဘူး။နန္တတက်ရှိတဲ့ဘုံထဲမှာသူကအထုထိတ်အကြဆုံးဘုံ၊ကဘာဘုံ7400အထိတတန်းရှိမဲ့ဘုံဖြစ်တယ်။အဲ့ဒီဘုံရောက်သွားတော့အဲ့ဒီဘုံကနေပြီးတော့သူကဖယားတရားနာခွင့်ရနိုင်သလားမရနိုင်ဘူးလားလို့လှမ်းမြုပ်ပြီးကြည့်လိုက်တော့မရနိုင်ဘူးဆိုတာသူသိတယ်။ဘာကြောင့်လဲ။ ဘုရားရှင်တို့ဟောကြားပြတ်တာဆုံးဆုံးပါတဲ့တရားကိုနာယူနိုင်နေဆိုတာကမိမိတို့မှာတရားတော်ကိုနာတတ်တဲ့နားရှိဖို့လိုတယ်ပေါ့နားအကြည့်တတ်ရှိဖို့လိုတယ်ရုပ်ရှိဖို့လိုတယ်ပေါ့နော်သူဒီမြမပြည်မှာကရုပ်မရှိဘူးနာတတ်တဲ့ပဲရှိတော့တရားနာနိုင်တဲ့နားလည်းမရှိဘူးတရားစကားကြားနိုင်တဲ့စွမ်းအားလည်းမရှိဘူးကြားနိုင်တဲ့စိတ်စိတ်တွေလည်းမဖြစ်ဘူးသရတောဂောဓ သူတော်ဘာဓမ္မတရားစကားကျမ်းနာရခြင်းဆိုတဲ့အကြောင်းတစ်ခုချုပ်တဲ့သွားတယ်။အဲ့ဒီသူတော်ဘာဓမ္မတရားစကားကျမ်းနာရမှာသောတပတိမညာဘုညာစရကဆိုင်မှာဖြစ်တယ်။သူတော်ဘာဓမ္မတရားကျမ်းနာရခြင်းဆိုတဲ့အကြောင်းကဘယ်လိုမှဒီပြမပြင်းနေဝတ္တညာနေညာရဏပြမပြင်းမှမရနိုင်ဘူးနော်။မရနိုင်တဲ့အတွက်ဘုရားနဲ့အလွဲကြီးလွဲရပြီဆိုပြီးတော့သူ့ကိုယ်သူဝန်းနေပြီးသူကငိုးတာ။နော်။ အဲ့ဒီမှာဦးဇင်းတို့ရှင်းလင်းချက်လေးတခုနောက်ဆက်တွဲပါလာတယ်။ဒီသမဘာရှင်ဘာကိုရရှိတော်မူတဲ့သူတော်ကောင်းကြီးဟာနော်မိမိတို့ကဘယ်ပုံကြိုက်ကြလဲ။ဒီပြမ20တဲကပေါ့နော်ရူပဝဆရ16ပုံရှိတယ်။အရူပ4ပုံရှိတယ်။အဲ့ဒီပြမ20တဲမှာပေါ့အတုသဖြင့်တော့သုဒ္ဓဝါဒ5ပုံကိုတော့ထားလိုက်ပါတော့နော်သူကတော့အနာဂံယဟနာပုဂ္ဂိုလ်ရဲ့ဘုံဌာနဖြစ်လို့ အဲ့ဒီကြံနေတဲ့မြမဘုံဒီထဲမှာဘယ်ဘုံကိုသွားကျင်လဲ။ကြိုက်တဲ့ဘုံကိုရွေးချယ်ခွင့်ရှိတယ်။ပထမဇန်သုံးဘုံကိုသွားကျင်တယ်ဆိုလို့ရှိရင်တော့ဒီပထမဇန်ကိုအမြတ်စားပွားရနော်။တယုတ်လားအမြတ်ပေါ်လေးသုံးမျိုးထပ်ပြီးပွားလိုက်ရင်ပေါ့နော်။အဲ့ဒီပထမဇန်ကိုပဲဥစားပေးပြီးပွားမြရရင်မိမိလိုလားတောင့်တနေတဲ့ဒီပထမဇန်ဘုံကိုရောက်နေ။နာမည်ကျော်ဖြစ်တဲ့သဟမတိဇမကြီးကြီးပေါ့။ ဟံပတိညမာကြီးကကတ္တဗာဘုရားရှင်လက်ထက်တော်ကသဟကအမည်ရှိတဲ့အနာဂမ်မိမညာဘုံညာရတော်မူတဲ့ယဟန်တော်တစ်ပါးဖြစ်ပါတယ်။အဲ့ဒီယဟန်တော်တစ်ပါးကအနာဂမ်လို့အဆင့်ရောက်နေတဲ့ပုဂ္ဂိုလ်ကဒီသမဘာရှင်ပါကိုလွယ်လွယ်နဲ့ပွားလို့ရပါတယ်။မိမိတို့ကြိုက်တဲ့ဘုံကိုရွေးချယ်ခွင့်လည်းရှိတယ်။သုဒ္ဓဝါဒမြမပြီကိုသွားခြင်းလည်းသုဒ္ဓဝါဒမြမပြီရောက်ကြောင်းဖြစ်တဲ့ရူပဝဆရဇန်ဒီတဲ့ကအဆင့်အမြင့်ဆုံးဖြစ်တဲ့သုဒ္ဓဇန်တို့မှပိစကဏီနဲ့ပြောရင်တော့ပိစမဇန်ပေါ့နော်။ဒီဇန်တွေကိုအမြတ်ဆုံးပွားရတယ် သွားနိုင်တဲ့စွမ်းအားရှိတယ်သူမသွားဘူးသူကပရမဇန်ကိုရွေးချယ်ပုံရတယ်ပရမဇန်ကိုပဲအမြတ်စားပေါ်တဲ့အတွက်အနာဂံယဟန်တော်ဘုရားကလည်းကွယ်လွန်သွားတဲ့အခါပရမဇန်သုံးပုံတည်းကအမြတ်ဆုံးဖြစ်တဲ့မဟာဗျမဘုံမှာမဟာဗျမကြီးပဲဖြစ်တယ်နော်တဟကအမြင်ရှိတဲ့ယဟန်တော်ကနေပြီးတော့သဟံပတိဆိုတဲ့ဗျမကြီးသွားဖြစ်တယ်ရွေးချယ်ခွင့်ရှိတယ်ဆိုတော့သာသနာတော်အတွင်းမှာရပ်နေတဲ့အသည့်ခုနကဒေဝီလရည်တည်ကြီးကတော့ ဒီလိုရွေးကြွယ်ခွင့်ရှိတယ်ဆိုတဲ့အတိညာနဲ့သာသနာ့ဘာမှဖြစ်တဲ့အတွက်မရရှိဘူးအတိညာกว่าသားအကယ်၍မြတ်ဒီအတိညာနဲ့သူရရမှဆိုလို့ရှိရင်ပေါ့နေဝတညာနဲ့သူနားလည်နေတာကတမဘရှင်ဘာထဲမှာအထွတ်ထိပ်ကြနေတာကနေဝတညာနဲ့ညာရဏတမဘဖြစ်တယ်ဒီတမဘကပဲအကျိုးပေးမယ်လို့သူကဒီလောက်ပဲနားလည်ထားအကယ်၍မြတ်ပေါ့သာသနာ့တွင်ပုဂ္ဂိုလ်တဥ္တာဖြစ်ခဲ့လို့မိမိကပထမဇန်တို့လို့ပေါ့ ဒီတမပတ်ရှင်ပတ်တဲ့ကပရမဇန်တို့လိုဇန်တမပတ်တစ်ခုခုကသာအထွတ်မြတ်ထံပြီးပွားလို့ပရမဇန်ဘုံရောက်နိုင်တယ်ဆိုတဲ့အသိဉာဏ်လေးရှိခဲ့ရင်ဒီဒေဝိလရတ္တိတို့ဘုရားနဲ့တွေ့နိုင်တယ်။မဟာမတိပြမကြီးတို့ဟာပရမဇန်ဘုံကနေဘုရားကိုလာဖုံးမြောက်ခွင့်ရသလိုဒီဒေဝိလရတ္တိကြီးဟာလည်းပရမဇန်ဘုံကနေပြီးတော့ဘုရားကိုလာပြီးဖုံးမြောက်ခွင့်ရရင်ဘုရားတရားနာကြားခွင့်လာရခဲ့မယ်ဆိုရင်ကျွတ်တန်းဝင်ကောင်းဝင်နိုင်တယ်။ခုတော့ဘုရားနဲ့ဘာဖြစ်လဲ။အလွယ်ကြီးလွဲသွားတယ် လူတို့တက်တဲ့အနေနဲ့ပြောရင်လည်းနှစ်ပေါင်း30ကျော်လောက်လွဲသွားတာပေါ့နော်နှစ်ပေါင်း30ကျော်လောက်ကလေးညီမတို့ရဲ့တက်တဲ့နဲ့ပြောရင်လည်းမျက်စိတမိအထီးရတဲ့လောက်ပဲရှိလိမ့်မယ်အဲ့ဒီလောက်အချင်းခါကလည်းလေးလွဲချော်သွားတယ်နဲ့ဖခင်နဲ့အကြီးကြီးကြီးလွဲရတယ်အလားတူဖြစ်တဲ့အာလာရယတိတို့ဥရကယတိတို့လည်းပုံစံတူပဲအရုပဘုံတွေကိုရောက်ရှိသွားကြတယ်ဖခင်ဖြစ်လာတဲ့အချင်းခါမှာမြတ်စွာဘုရားကဘယ်ပုဂ္ဂိုလ်တွေကို ကျေဥစွာတရားဟောရမလဲလို့လှမ်းမြော်ပြီးကြည့်လိုက်တဲ့အပိုင်းမှာဒီအာလာရရေတိတို့ဥဒကရေတိတို့လည်းပါဝင်ပါတယ်လှမ်းကြည့်လိုက်တော့တို့ဘုရားတရားဟောမယ်အချိန်မှတို့မရှိကြတော့ဘူးကွယ်လွန်ကုန်ကြအကယ်၍သာဒီပုဂ္ဂိုလ်ဒီဟာဒီဇန်တမပတ်ဒီတဲ့ကမိမိတို့ကြက်ညစ်တဲ့ရဘုံကိုသွားကျင်နေဆိုရင်ကြက်ရဘုံကိုရောက်စီနှိမ့်တဲ့ဥမာပရမဇန်ကိုအမြတ်စားပွားရင်ပရမဇန်သုံးဖို့ရောက်မယ်ဒုတိယဇန်စသည်ကိုအမြတ်စားပွားရင်ဒုတိယဇန်စတဲ့ ဒုတိယဇာပုံစတဲ့မိမိတို့ရွေးချယ်ကြတဲ့ပုံတွေကိုရောက်နိုင်တယ်ဆိုတဲ့ဒီအသိဉာဏ်လေးသာရှိကြမယ်ဆိုရင်ပေါ့ဘုရားနဲ့အခုလိုအလွဲကြီးမလွဲရဘူးဒါကြောင့်မန္တရာခရင်ကျင်ရေးမှာပဲဖြစ်စီမန္တရာဝစီရဲ့ဒုက္ခမှာကြော်လွန်လွန်မြောက်ရေးမှာပဲဖြစ်စီဒီကကြီးတွေအသိဉာဏ်ပညာရှိဖို့အရေးမကြီးဘူးလားအရေးကြီးပါတယ်ဒီအသိဉာဏ်ပညာလေးတွေကိုခိုင်မြဲတဲ့အသိဉာဏ်ပညာတွေရရှိအောင်ကြိုးစားအထောက်ဖို့အခွင့်အလမ်းတွေဒီနေ့ သာသနာတော်မှာထင်ရှားမရှိဘူးလားရှိအဲ့ဒီအခွင့်အလမ်းလေးတွေကိုဒီကိစ္စလက်လွတ်တော့အောင်ကြိုးစားတဲ့မလားမကြိုးစားတဲ့ဘူးပစုမီလောင်နေတဲ့ပုဂ္ဂိုလ်အတွက်အရေးအကြီးဆုံးအလုပ်ဒီဘာလဲလောင်နေတဲ့ပစုမီငိမ့်တော့အောင်ခြင်းဖို့ဒါအရေးအကြီးဆုံးပဲဥခေါင်းကိုမီလောင်နေတဲ့ပုဂ္ဂိုလ်အဖို့ဒရဝအဖို့အရေးအကြီးဆုံးလုပ်ငန်းဒီဘာလဲဥခေါင်းကိုလောင်နေတဲ့မီငိမ့်အောင်ခြင်းဖို့ဒီအရေးအကြီးဆုံးပဲ ဒါပေမဲ့ဘုရားရှင်ကဘာအမင်းရှိလဲပစုံမိလောင်တာကိုခဏထားလိုက်အောင်ခေါင်းမိလောင်တာကိုခဏထားလိုက်အောင်ပစုံမိလောင်လို့သိခဲ့ရင်တဘောပဲခေါင်းမိလောင်လို့သိခဲ့ရင်တဘောပဲသက္ကာယဒိဋ္ဌိငရဲမင်းကြီးငြိမ့်အောင်တာအရင်ကြိုးစားပြီးငြိမ့်ပါသက္ကာယဒိဋ္ဌိငရဲမင်းကြီးမငြိမ့်ခဲ့ရင်အပဲသန္တရာနဲ့အဆက်အသွယ်မပြင်းပဲသေလို့မဆုံးအိုလို့မဆုံးနားလို့မဆုံးသေလို့မဆုံးဖြစ်နေမယ်ဒါကြောင့်ပစုံမိလောင်တာကိုခဏထားလိုက်အောင် ခေါင်းမိလောင်တာကိုခဏထပ်လိုက်ဦးသက်ကရအတ္တိငရဲမိကြီးငင်းအောင်တာကျင်းကြဆမ်းပါဆိုပြီးဘုရားရှင်ဒီလောက်အထိတိုက်တွန်းထားတယ်နော်ဓမ္မကြောင့်ဒီ